ဝရိုဂျီရဲ့ကံလန်းချက်ကြောင့်ဂါရူတယောက်ပဲဟီးရိုးအနေနဲ့တွေးတဲ့ဟီးရိုးကောင်းကိုဖျက်ဖို့ထွက်သွားခဲ့ပါတယ်။ဂီယိုဂီယိုကဂါရူနောက်လိုက်ချောင်းမှုအေဆက်ကောနဲ့ရန်ရီပါရိုကိုဂါရူမသိအောင်ထဲပေးလိုက်ပါတယ်။ဂေးဝင်းနဲ့ဟဲဖိုင်ရိုကတော့ဇိုနစ်ကိုမွန်စတာဆဲပေးလိုက်ပေမဲ့အကြောင်းပြန်မလာကြောင်းဆဲနဲ့လိုင်လုံးညီထွေးမနေနိုင်လို့ဖြစ်မဲ့လို့တွေးနေခဲ့ကြပါတယ်။ဒါပေမဲ့ငနေကတော့စီဇန်2ကလေးကအစိမ်းစားမဲ့ဆဲကိုချက်စားမိလိုက်တဲ့အတွက်ဇွမ်းရီတော့ရမလာပဲဝင်းရှော့သွားခဲ့တာအခုတည်းဒီပါပဲ။ ။ဒါပေမဲ့ဇွန်နေကတော့ဝမ်းရှော့လို့ဝေးကြသွားတဲ့အတွက်ခန္ဓာကိုယ်ကတော့တွက်လက်ပေါ်ပါနေကြတာကိုအမေငါဆောင်းအတန်မာလာပြီဆိုပြီးတော့ဖိန်ရားနေခဲ့ပါလိမ့်။သူကအခုဆိုရင်စိုက်တားမောင်းကိုနိုင်လို့ရပြီလို့ထင်နေပြီးတော့လူအုံးမှာအပြောကြီးနဲ့ရီမောင်းလို့နေခဲ့ပါလိမ့်။မြို့ထဲမှာတော့မွန်စတာထောက်ခံဆန္ဒပြသူတွေကပေါ်လာခဲ့ပါပြီ။မွန်စတာဘောမာကြီးဒိုရေးဆွယ်ဆိုင်းပုတ်တွေကိုကင်ထားပြီးတော့သူတို့ကတိုက်ခိုက်လဲမနိုင်မဲ့မွန်စတာတွေကိုရန်သွားမစတော့ပဲအဆုံးပေးပြီးတော့ကြုံခံလိုက်ကြဖို့တွင်းနေခဲ့ရတဲ့6800ဇာတ်တွေပါပဲ။အုံနောက်ရှိတဲ့မြို့သားတွေကမွန်စတာတွေစီမှာကြုံခံမဲ့စား အသေးပဲခံနိုင်မယ်လို့ပြောလိုက်တဲ့အခါမှာဒါဆိုမင်းကိုရင်ကျွေးပြမယ်လို့ပြောပြီးတော့ဝိုင်းဖမ်းမှုလုပ်ကြပါတယ်။အိုက်ကဂါရိုကရောက်လာပြီးတော့ Monster Party ကလူနှစ်ယောက်ကိုအမောက်သိပ်ပြလိုက်ပါတယ်။နောက်တော့ Monster တွေကမင်းတို့ကျွေးတာလေးစားပြီးတော့အသက်ရှင်အောင်မင်းမိများမှတ်နေလားလို့ပြောလိုက်ပြီးတော့ဘာမှတော့မဖြစ်ရသေးပဲပျို껙နေဖြစ်တဲ့လူသားလူကြီးကိုအန်အောလိုက်တာလို့ဂါရိုကပြောလိုက်ပါတယ်။အခုတော့မှအလောက်တိဖြစ်နေလို့ရှိရင်ငါ Monster ဖြစ်လာမယ်တနေ့မင်းတို့ဘလို့များနေကြမလဲမသိဘူးလို့သူကပြောနေပြီးတော့ TV သတင်းတွေမှာ Monster တွေတောင်းကြတဲ့အကြောင်းပြပြီး ရောင်ဝါလိုက်နေလူဆိုးတွေရှိနေလို့ကြေညာနေခဲ့ပါတယ်ကာရိုကမြို့ထဲကိုရှောက်လာတော့မှာလူမိုက်ကြောင့်ရန်ကားနေအောင်မြင်လိုက်ပြီးတော့ဟျောင်းလမ်းဖယ်ပေးသန်းလို့ပြောလိုက်ပါတယ်ဒါပေမဲ့လူမိုက်ကမင်းကဘာကောင်လုံးဘာနာနဲ့ဓာတ်နဲ့ထိုးဖို့လောက်တာကြောင့်ကာရိုလည်းဓာတ်ကိုမြန်လူပြီးတော့မျက်လုံးကိုထောက်ထားလိုက်တာဆရာသမားလည်းငြိမ်ကြသွားခဲ့ပါတော့တယ်ကာရိုလည်းဟီးရိုကောင်းအောင်နောက်မှဖြတ်လို့ရတဲ့အတွက်ဆိုင်မှာဝါရီရင်ဆွဲဖို့လုပ်လိုက်ပြီးအမေသားစတိတ်မှာစားလိုက်ပေမဲ့ဘိုင်းမွားသေးတာကြောင့်ဝေဒါမာလေးကိုခေါ်လိုက်ပြီးတော့မင်းနူးထဲမှာရှိရှိသမျှအကုန်ဟင်းတွေအားလုံးချဖို့ပြောလိုက်ပါတယ် နောက်တော့သူလည်းဘိုက်ကတအားစာနေရာကြောင့်ခင်းနှစ်ဖက်ကိုဘဲနာကင်ပြီးပါဇက်တဲ့လှုပ်ပြီးလှုပ်အသေးတုပ်လို့နေခဲ့ပါတယ်။သူနဲ့ဆိုင်နဲ့ထိုင်ပြီးတော့ဘေးကျင်းကဲမှာဝါရီဆွဲနေတာကတော့ဆရာကရုံးပဲဖြစ်ပါတယ်။ဆရာကရုံးကစားလို့တောက်လို့ပြီးသွားမယ်ပတ်စံရှင်းမယ်လို့တော့ပတ်စံအိတ်ကပျောက်နေပြီးတော့အိမ်မှာမေးကြံခဲ့တာလားလမ်းမှာမေးကြံခဲ့တာလားအစာတွေကမရှိတာလားတွေးရခက်နေခဲ့ပါတယ်။ဂျန်နိုစကိုလမ်းခေါ်ရင်ရမယ်ဆရာသမားလောလောဆယ်အနူနာဆဲဟုတ်ဖြစ်နေရကြောင့်ခေါ်မရဖြစ်နေပြီးတော့ဘာလို့လို့ဘာကံမှမသိတော့တယ်ပြင်စေးတွေပါရှုပ်လာကြောင်ငိုကျင်စိတ်ပါပေါက်လာခဲ့ပါတော့တယ်။ 俺はもうここまでかもしれん。だめ、関根君のフブギが脳がにライラび。ヒーローハンターをライシャーにやそう。ドゥママは攻撃べめと言われて。シャーガンはのフブギ姿をばまもじゃろべ。အာကိုရွာတဲ့ဝိတ်တော်ကိုခေါ်ပြီးတော့အလူကြော်တွေထားချဖို့မှားလိုက်ပါလေ။ဘူဘကီကရှင်သာလုံကောင်းကောင်းလုပ်ရင်ဘီအစင်ခုနှစ်ကနေဘီအစင်ထိတ်ဆုံးကောင်းထဲတွေရာထူးတိုးသွားနိုင်တယ်လို့ပြောနေပြီးဆရာကတော်ကတော့ဝိတ်တော်လာချတဲ့အလူကြော်ကိုရှင်းပြပါအောင်ဆိုတဲ့အဓိပ္ပာယ်နဲ့ဘူဘကီရှေ့တိုးပေးလိုက်ပါလေ။ဒါပေမဲ့ဘူဘကီကသူ့ကိုကြွေးတယ်ထင်သွားပြီးတော့ဆရာကတော်နဲ့ဘူးကြီးကြီးနေတဲ့အချိန်မှာ ဘတ်ဆိုင်မရှိပဲပြီးသွားပြီဆိုတဲ့အတန်းကြောင့်သူ့ကိုပြောတာများလားလို့လန့်သွားခဲ့ရပါတော့တယ်နောက်တော့မှတခြားသူပြောတာဖြစ်နေလို့ဆရာကတော့လည်းပြေးပေါက်ရသွားပြီဟဲ့နင်ရှင်းလာလိုက်တော့ငါလိုက်ဖမ်းလိုက်အောင်မယ်လို့ဖူပကီကိုပြောကထွက်ပြေးသွားခဲ့ပါတော့လေပတ်ဆိုင်မရှိမဲပြေးတယ်ဆိုတာတခြားသူမျိုးပဲနဲ့ဂါရူပြေးနေခဲ့ပါတယ်ဂါရူကဖင်ကုန်းပြေးလာလို့မောနေပြီးတော့မွန်စတာဖြစ်ချင်းရင်ဟီးရိုးတစ်ကောင်ရဲ့ခေါင်းကိုဖျက်လာခဲ့ဆိုတဲ့အမိန့်ကအတိတ်ပဲမရှိလိုက်တာလို့တွေးနေခဲ့ပါတယ်အဲအချိန်စီစဉ်တူးတုံးကဂါရူကိုအဖိုးကြီးလို့ခေါ်ခဲ့တဲ့ကလေးနဲ့ပြန်ပြီးတော့တွေးခဲ့ရပြီး ဝိုင်းနိုင်ခြင်းနေကြတာကြောင့်ဂါရုကမောင်းထုတ်ပေးလိုက်ပါလေကလေးကဝမ်းနေလို့ငိုနေမဲ့ဆရာသမားကမင်းကလီးယုတ်ကြီးမလို့နိုင်ခြင်းကြတာခံဖို့နဲတောင်နဲတယ်လို့ပြောကထွက်သွားပြီးကလေးကတော့သူ့ကိုကဲခဲ့တာနှခါရှိမလို့ဂျေဆုတင်လိုက်ပါလေအဲတော့ကခမောင်ဟီးရိုးတွေဝိုင်းတီးခဲ့မယ်တကယ်တော့ခမောင်လည်းဟီးရိုးပါပဲလို့ပြောနေပြီးဂါရုကဟာဒီစောက်ကလေးကတော့ဆိုပြီးတော့ကံမလို့ရှိသေးအနောက်ကနေကောပတ်စံမပေးပဲပြေးတဲ့ကောမဆက်ဘူးလားမင်းဘာလို့ပတ်စံပေးပဲပြေးရတာလဲလို့ဆရာကတော့ကလမ်းပြီးတော့អော်လိုက်ပါလေဟိုးယ်ခွေးနီးတကယ်တော့ဆရာကတော့ဟီးရိုးဟန်တာကိုသာလိုက်ပြီးတော့ရှားနေတာ ဟီရိုဟန်ဒါကဘယ်လိုပုံစံလဲဆိုတာလုံးဝမသိချာပါဘူး။ဒါတော့ဆရာကလုံးလဲဒါမဲ့မင်းကျေးဇူးနဲ့မလို့ငါလည်းပြေးပေါက်ရသွားကွာအားတောင်ထားလိုက်ပါတော့။နောက်ကမင်းအဲ့လိုမလုံးနဲ့ကွာလို့ပြောကလဲပြန်သွားပြီးဟီရိုကောင်းကိုဖျက်မဲ့ဂါရုကဟျောက်မင်းကဟီရိုမလားမင်းနာမည်ဘာလဲလို့မေးလိုက်တော့ကျုပ်ကဝိယုံထိတ်ပြောင်မဲလို့ပြောချလိုက်ပါတော့လေ။ဂါရုကစောက်ဝေါနိုင်မဲနဲ့ဟီရိုမလို့ပေါက်လို့ပေးသားပဲဖြစ်မှာပါလို့တွေးလိုက်ပြီးခလေးကဖိုးကြီးဒီဘဲကယူပါသိမ့်မလားဦးဗျာဖိုးကြီးကိုလည်းခွင်းလို့ပေးလိုက်တယ်မလား။ဒါဆိုပြဿနာမရှာနဲ့တော့နော်စိတ်လျှော့လိုက်ပါလို့ဝင်ပြီးတော့ဓာတ်လိုက်ပါလေ။ ဂါရူကတော့မြင်းမြတဲ့ကော့စမေဂါရူကြီးဖြစ်လာမဲ့ငါကပေါလိုဘဲသားလေးခွင်းလို့တောင်ခံရမလားလို့ဒင်းသွားပြီးတော့ဇာကရုံးရဲ့ခေါင်းအောင်ဖြတ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဂါရူကမအေလူမင်းသေးပြီလို့ပြောပြီးတော့ထိုးပို့လိုက်တဲ့ခါမှတော့ဇာကရုံးကဟျောက်မင်းငါနာကတ်မလားတဲ့ငါလည်းမင်းလို့ပြီးလာတာနော်လို့ပြောပြီးတော့တတားကလေးတွန်းလိုက်တာဇာသမားလည်းအဝေးကြီးကိုလွင်းထွက်သွားပြီးတော့တရီလက်သွားခဲ့ရပါတော့တယ်ဇာကရုံးကသူ့လက်နဲ့ကလေးကိုကလေးငါဘယ်သူလဲသိလားလို့မေးလိုက်တော့ကလေးကမသိဘူးလေလို့ပြန်ပြောလိုက်ပြီးလက်ထဲကဟီးရိုးမတန်းစာအုပ်တွေ့တာနဲ့ခဏလောက်ယူဖတ်ကြည့်တော့သူ့ရဲ့နာမည်ကဘာမလာခဲ့ပါဘူး ဒါကြောင့်ဆရာကလုံးနဲ့စိတ်ဓာတ်တွေကြာကထွက်သွားပြီးတော့အဲ့ကလေးကဂါရုသတိပြန်လာတဲ့ချိန်ထိဘေးနားမှာရက်ဆောင်နေခဲ့ပါတယ်သူတို့နဲ့တော်တော်ကြာကြာနေမှသတိပြန်လာပြီးတော့ဂါရုကဆရာကလုံးလက်ချက်နဲ့ဘရောင်ချင်းသွားတာကြောင့်ဘာတွေဖြစ်သွားခဲ့တယ်ဆိုတော့မမှတ်မိတော့ပါဘူးအဲ့ချိန်မှာဂီယိုဂီယိုလွတ်လိုက်တဲ့ရီပါနဲ့အင်စကောတို့ရောက်လာခဲ့ကြပြီးမင်းကမွန်စတာတကောင်ဖြစ်ဖို့ဘလို့အစီတန်းမှာမမီဘူးလို့ပြောကတတ်ဖို့လုပ်ခဲ့ကြပါတယ်ဒါတော့ဂါရုလည်းကလေးကိုအိမ်ပြန်တော့လီးယုတ်လေးဒီကောင်နဲ့တိုက်ပွဲကနည်းနည်းကျန်းတော့မယ်လို့ပြောလိုက်ပါတယ်။ဘောတိုစတင်နေတဲ့ဆန်ဆတ်တို့ခဲရ။အိုင်း ဒါပေမဲ့ကလေးကတော့မောစားတွေကိုမြင်လိုက်လို့ကြောက်လန့်ပြီးတော့လှုပ်တောင်မလှုပ်နိုင်ဘူးကြောက်ရွံ့ဖြစ်သွားရပါလိမ့်တကယ်တော့ Ryan Reaper King the Reaper စားတဲ့နာမည်မျိုးမျိုးနဲ့နာမည်ကြီးတဲ့ဆန်ရှီကကလေးခိုးမှုတွေနဲ့နာမည်ကြီးပြီး NBA ဆင်းကမိစ္ဆာဆင်ရှိတဲ့သူပဲဖြစ်ပါလိမ့်ဂါရူကမဆိုင်တဲ့ကလေးကိုဆွဲမထဲနဲ့ဟျောက်လေးလို့ပြောနေမယ် Ryan Reaper ကသူ့အကြောင်းလေးတဲ့ကောင်လေးကိုခုတ်ပိုင်းထိဆုပ်တုံးပြမယ်လို့ပြောနေတဲ့ရှေးကိုတလိုင်းချင်းတိုးလာခဲ့ပါလိမ့်သူကကောင်လေးမင်းတော့သေပြီးစိတ်မကောင်းပါဘူးလို့ပြောနေပြီးတချိန်တည်းမှာပဲ Phoenix Man ကဂီယိုဂီယိုကိုဂါရူနောက်ကို Reaper တို့ဘာလို့ထဲပေးလိုက်တာလဲလို့မေးလာခဲ့ပါလိမ့် အဲဒီမှာဂီယိုဂီယိုကဂါရုကိုစိတ်ပန်းဆိုင်ရာဖြတ်စည်းပြချင်လို့လို့သူကပြောလိုက်ပြီးရိုင်ရီပါကမွန်စာချင်းချင်းအောင်ကြောက်ရတဲ့သူမလို့ထဲပေးလိုက်တာလို့ပြောပြလိုက်ပါတယ်ဖီနစ်မန်ကမရှင်းဖြစ်နေတော့မင်းအခုမွန်စာပြီးအိုရိုချီဘလို့ဖြစ်လာခဲ့လို့ထင်လဲလို့မေးလိုက်ပါတယ်ဖီနစ်မန်လည်းသူကရှေးအောင်မကောင်းဆိုးရတာကောင်မဟုတ်ဘူးလားလို့မေးလိုက်တော့ဘယ်ဥမာလဲအဲကောင်လည်းလူပဲဒါမဲ့စိတ်ပန်းဆိုင်ရာကိုပိုင်းဆိုင်ရာကိုတစားသည်ဖြစ်သွားပြီးတဲ့နောက်မှာစူးစမ်းမှုတွေတသိစရေခမ်းမှုတွေတသိရဲ့နောက်မှာ အထုထိတ်တက်ရှိဘွားကိုရာသွားခဲ့တာပဲလို့ပြောပြလိုက်ပါတော့တယ်။မာဆာနီခိုင်ဂျင်ကိုတော့ယုံနေဖြစ်လာရှိ။ဘီယိုဂီယိုဂီယိုကမွန်ဆာအိုရိုချီဆွာငါဖန်တီးခဲ့တာပဲလို့ပြောလိုက်ပြီးငါရဲ့လေးချင်းချဲလယ်မှုတွေအောက်မှာဆိုရင်ဂါူလည်းဒုတိယမွန်စတာဘယင်ကြီးဖြစ်လာလိမ့်မယ်လို့ပြောလိုက်ပါတော့တယ်။ဒါပေမဲ့ဇွန်ဘီမန်းကတရေမျိုးတော့ House of Evolution ကိုထောက်လန်းရှာဖွေနေခဲ့ပါတယ်။最近引っ越してきた素性の知れない木 House of Evolution ဆိုတာကတော့ season 1တုန်းကတန်ချက်ကချီဘိုတို့ကြီးနဲ့ Gorilla တို့ကိုဖန်တီးခဲ့တဲ့ဌာနပဲဖြစ်ပါတယ်။ ။ဒါပေမဲ့တော့ဂါရူကရန်ရီပါနဲ့ဒီတော့မှဖြစ်ပြီးတော့လက်ကပါတီတွေကိုခွာချပစ်လိုက်ပါရင်အင်းစကောကမင်းကိုလူသားတွေကနှိပ်စက်ခဲ့ကြတာ။မင်းအခုလူသားကလေးတွေကိုကာကွယ်နေရလား။မိုးစားဖြစ်ချင်းလူကောင်းလို့တော့မရဘူးကွာ။အဲ့ကလေးကိုခုချက်ချင်းတပ်ပြစ်မှရမယ်လို့ပြောနေခဲ့ပါရင်။ဒါကြောင့်ဂါရူလည်းလီယိုလေးမိအိမ်ပြန်တော့လို့ထပ်ပြောလိုက်ပြီးတော့ကလေးကတော့ကျွန်တော်ကမပြန်ချင်တာမဟုတ်ဘူး။ကျွန်တော်တို့ကလှုပ်လို့မရတော့လို့ပြလို့ပြောလိုက်ပါရင်။အဲ့ကဂါရူကဘာကွာလှုပ်လို့မရဟုတ်လား။ငါမင်းကိုကယ်မဲကောင်မဟုတ်ဘူးမင်းကိုမင်းကယ်တင်ရမှာမင်းတန်မာမဖြစ်မယ်တော့တော့လီးယုတ်လေးတို့ထပ်ပြီးတော့ပြောလိုက်ပြန်ပါလေ ရန်ရီပါကရုတ်တရက်တိုက်ခတ်လိုက်ပြီးတော့ကလေးကိုတပ်ဖို့လှုပ်တာကြောင့်ဂါရုကဓာအုပ်ဖမ်းပြီးတော့ကင်ပေါက်ပစ်လိုက်ပါတယ်။အင်စကောကမောစာဖြစ်ချင်တဲ့ကောင်ကကလေးတောင်းတော့မတတ်နိုင်ဘလို့လှုပ်လို့လို့ရမှာလေလို့တင်းနေပြီးတော့ဂါရုကိုနှစ်ယောက်တယောက်တိုက်ခိုက်ခဲ့ကြပါတော့တယ်။ဘဲမျိုးရောဇွန်ဘီမန်ကတော့ House of Evolution ကိုမောစာဖွဲ့သည့်နောက်ကွယ်ကဂျိုးကင်နေကြတဲ့သူတွေလို့ထင်နေခဲ့ပါတယ်။မျိုးရေကတာကိုယာကီဆိုင်ဆိုင်ကို House of Evolution မင်းတို့မိပြီးထွက်ခဲ့ကြတော့လို့တဏ္ဍာကြီးကိုထုတ်ပြီးတော့ပြောလိုက်ပါတော့တယ်။ ငါအခုမသေးတိုင်းနဲ့ခန္ဓာကိုယ်နဲ့လူတယောက်ဖြစ်နေပြီဇန်တကန်66လေးမှတ်မိသေးလားလို့မေးလိုက်တဲ့အခါအထက်ကဆိုင်းရှင်မြောက်ကြီးကဩခမရကဟောက်ဆော့အီဗိုလူရှင်းကိုလာရှာလာအဲ့ဒါကပြည့်စည်သွားပြီလေလို့ပြောလိုက်ပါတော့လေ